အားလုံးပဲမင်္ဂလာပါခင်ဗျမိတ်ဆွေတို့စီမှာသားသမီးလေးတွေရှိလားမိတ်ဆွေတို့ကသားသမီးလေးတွေစီကနေပြီးတော့ပြန်ပြီးတော့တင်ယူရတဲ့အရာတွေရှိလားကျွန်တော်မနေ့ကကျွန်တော်သမီးလေးစီကကျွန်တော်တင်ယူရခဲ့တဲ့သင်ခန်းစာလေးတစ်ခုကျွန်တော်မှရှိပါတယ်ဒီသင်ခန်းစာလေးကိုကျွန်တော်လာပြီးတော့ဒီဗီဒီယိုမှာလာပြီးတော့ဖြန့်ဝေပေးချင်ပါတယ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်သမီးလေးနှစ်ယောက်နဲ့ထိုင်းစာသင်တန်းဗီဒီယိုလေးတစ်ခုရိုက်ဖို့အတွက်ကျွန်တော် အိမ်အဘော်ဒတ်မှာကျွန်တော်ကနေပြီးတော့ချိန်ထားပါတယ်ကျွန်တော်ကညနေတမင်းစားပြီးလို့ရှိရင်အိမ်ဘော်ဒတ်တက်ပြီးတော့ကျွန်တော်တမီးနှစ်ယောက်ကိုမှာခဲ့တယ်တမီးတို့တမင်းစားပြီးလို့ရှိရင်အပားစီကိုလာခဲ့တို့တို့ရဲ့ပိတ်သက်တွေကိုထိုင်းစာတင်ပြဖို့အတွက်ဗီဒီယိုလေးရအောင်ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့ချိန်ခဲ့တာပြီးတော့ကျွန်တော်ကအိမ်ဘော်တက်လာပြီးတော့ကျွန်တော်ကဗီဒီယိုအက်ဒီလုပ်နေတဲ့ချိန်မှာကျွန်တော်တမီးနှစ်ယောက်အိမ်ဘော်တက်လာတက်လာပြီးတော့တမီးအကြီးမကိုကြည့်လိုက်တော့တမီးကြီးမ ငုံမဲ့မဲ့ဖြစ်နေအဆင်မပြေဘူးအငယ်မောက်ကိုကြည့်တဲ့ခါကျတော့လေမျက်နှာကြီးကတင်းတင်းကြီးဖြစ်နေဒါနဲ့ကျွန်တော်ကနေပြီးတော့မေးလိုက်တယ်သမီးတို့ဒီနေ့အဆင်အဆင်နဲ့ဖြစ်လာလို့မေးလိုက်တဲ့ခါကျတော့သမီးကြီးကပြောတယ်သမီးဒီနေ့အဆင်မပြေဘူးသမီးနားလို့ရမလားအဲ့လိုကျွန်တော်ကမေးတယ်ကျွန်တော်ကနေပြီးတော့အသမီးဒီနေ့ပပအရေးကြီးတဲ့ဗီဒီယိုရိုက်စရာရှိတယ်ဆိုတဲ့ခါကျတော့သမီးဘာဖြစ်လို့ဗီဒီယိုမရိုက်ချင်တာလဲသူမေးကြည့်တဲ့ခါကျတော့သူကပြောလဲဆိုတော့သမီးဒီနေ့ တမီစိတ်တွေအရန်ရှုပ်ထွေးနေတယ်တမီရမ်းပင်ပန်းနေတယ်ဆက်ခါကြတာကျွန်တော်ကလည်းဘာဖြစ်လို့ပင်ပန်းတာလဲပေါ့နော်ဒါကျွန်တော်ကသူ့ကိုမေးတာပေါ့ဘာဖြစ်လို့ပင်ပန်းတာလဲဘာပါကြောက်လားကျွန်တော်တခုကြောက်လားအဲ့ဒီမေးကုန်းမေးမေးနဲ့သူနဲ့ကျွန်တော်နဲ့ကစကားအခြေတင်စများတနိုင်လောက်လောက်နော်သူနဲ့ကျွန်တော်နဲ့က तू ကပြောလိုက်ကျွန်တော်ကပြောလိုက် तू ကငိုပြီးပြောလိုက်ကျွန်တော်ကပြီးတော့ပြန်မေးအဖြေတွေလုပ်နေရတဲ့တနိုင်လောက်ကတားဖားနှစ်ယောက်ကစကားတွေမပြတ်ဘူး तू ကငိုပြီးတော့ပြော ကိုကလည်းတစ်ဖက်ကနေပြီးတော့အာမိခွန်းနေမိအဲဒီလိုပေါ့နော်တားဖတ်ညောက်နောက်ဆုံးမှာပြဿနာကမဖြစ်ဘဲနဲ့စကားများတဲ့အဆင့်ကိုရောက်သွားတယ်စကားများတဲ့အဆင့်ရောက်သွားတဲ့ခါကျတော့ဘလို့မှဒီပြဿနာဖြေရှင်းလို့မရနောက်ဆုံးမှာသမီးလေးကကျွန်တော်တခုပြောသူဘာပြောလို့ဆိုတော့ပပားတဲ့သမီးပပားစီကိုလာတာကစကားများခြင်းတော့မဟုတ်ဘူးတဲ့သမီးဒီနေ့သမီးအရန်ပင်ပန်းနေတယ်ပပားစီကိုလာတာကသမီးက စိတ်ငြိမ်းချမ်းခြင်းလို့လာတာပပားစီမှာတမီးရဲ့စိတ်ငြိမ်းချမ်းမှုရှိတယ်ပပားကိုတမီးကအယမ်းချစ်တယ်ပပားစီကငြိမ်းချမ်းမှုလိုချင်တဲ့ခါကျတော့ပပားစီကိုတမီးကလာတာတဲ့အခုဒီမှာတမီးစိတ်ဆိုးနေတယ်တမီးစိတ်တွေမငြိမ်ဘူးဆိုတော့တမီးကပြောချင်ပြောမယ်မချင်မမယ်မမချင်မမယ်ပပားအကုန်နားထောင်ပပားဘာမှပြန်မပြောနဲ့တမီးကမိန်ကလေးမိန်ကလေးဆိုတာဘာပဲလှုပ်လှုပ်ယောက်ျားလေးဘက်ကနားထောင်ပြရမယ် တပီးနားထောင်ပေးရမယ်။အာသမီးသမီးကပပကိုချစ်တယ်။ချစ်တယ်ဆိုတဲ့ခါကျတော့ပပရဲ့နှစ်သိမ်းမှုကိုလိုအပ်တယ်။ဒီချိန်မှာမားလာတို့မန္တာတို့နားထောင်ရမာတို့တာသမီးတို့မိဘတို့ပပသမီးအားတွေမလို့ရှင်ဘူးလေ။သမီးလိုချင်တာပပစီကသမီးပြောတာအကုန်လုံးပါနားထောင်။နောက်ဆုံးသမီးပြောလို့ဝါပြီးသမီးအဲလုံးဝသမီးရင်ထဲမှာရှိတဲ့ပြောချင်တဲ့စကားတွေအကုန်လုံးကုန်ပြီးဆိုလို့ရှင်နှစ်သိမ်းပေးသမီးဒါပဲလိုချင်တာ။ဒါဘာမှသမီးမလိုချင်ဘူး။ ပပားတဲ့မှတ်ထားတဲ့မိမိနဲ့ပပားနဲ့စကားပြောတဲ့ခါမှာလည်းပဲတခါကြရလို့ရှိရင်မိမိကမှားရင်မှားမယ်မှားရင်မှားမယ်ပပားမှတ်ထားတဲ့မိမိမှန်ရင်လည်းမမေမှန်တယ်မမေမှားရင်လည်းမမေမှန်တယ်ပပားရဲ့တောင်းပန်ကမိမိမှားမှားမှန်မှန်ပပားနားထောင်ပြီးဖို့ပဲတဲ့။ဘာကြောင့်လဲဆိုလို့ရှိရင်တဲ့မိန်းကလေးတွေကနော်သူတို့ချစ်ခင်တဲ့လူစီမှာ လိုချင်တာကသူတို့ကိုနစ်တဲ့ပေးဖို့သူတို့မှားတာမှန်တာခွဲခြားပေးဖို့မဟုတ်ဘူးတဲ့အဲ့လိုပြလိုက်တာကျွန်တော်စိတ်ထဲမှာဒုတိယအအောင်ပါတယ်ကျွန်တော်တမီးရဲ့စကားကိုအဲ့နဲ့ကျွန်တော်သူဘာပြောလဲကျွန်တော်ထိုင်ပြီးတော့ကျွန်တော်ထောင်သူပြောချင်တာသူကုံပြောတယ်ဗောနော်မှားလည်းရှိမယ်မှားလည်းရှိမယ်သူခံစားချက်လည်းရှိမယ်နောက်ဆုံးမှာနောက်ဆုံးမှာကျွန်တော်သူ့ရဲ့ပြဿနာကိုကျွန်တော်ရှာတွေ့ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူနဲ့သူညီမနဲ့၂ယောက် စော့ရင်စော့ရင်နဲ့ပြဿနာတစ်ခုဖြစ်လာကျွန်တော်နဲ့ဘာမှမဆိုင်ဘူးဆိုတော့ကျွန်တော်ကအဲ့အရာတွေကိုမသိပေနဲ့နော်ဒီအပြင်တခြားပြဿနာတွေအကြောင်းထင်လို့ကျွန်တော်ကလိုက်ပြီးလိုက်ပြီးတော့မေးမေးပြီးဟိုပြောဒီပြောပြောဒီပြောနဲ့ကျွန်တော်ပြောတာဒါကတော့ဘာတစ်ခုမှမဟုတ်ဘူးနော်သူညီမနဲ့သူရန်ဖြစ်ပြီးတော့လာတာသူလိုချင်တာလည်းပဲနော်သူညီမပေါ့သူပြောလို့မနိုင်တဲ့ကိစ္စသူပြောချင်တဲ့ကိစ္စပြောလို့မထွက်တဲ့ကိစ္စကိုကျွန်တော်စီမှာသူမမျိုးတိတ်နံလို့ကျွန်တော်ကိုသူလာပြောတာ သူညီမအပေါ်မှာသူရန်လုံးချင်တာတွေသူမကျင်တဲ့ချက်တွေကျွန်တော်စီမှာလာပြီးတော့ပုံချတာအဲ့ဒါကိုကျွန်တော်ကမသိဘူးနော်ကျွန်တော်ကပြန်ပြီးတော့သူ့ကိုပြန်ပြီးတော့အမားတာတွေမန်းတာတွေဂျိုးတွေအကြောင်းတွေကျွန်တော်ပြောတဲ့ခါကျတော့သူ့နားတွေရှုပ်ပြီးတော့နော်ပြဿနာကလုံးဝမပြီးနိုင်အောင်နော်အဲ့နဲ့တလိုင်းလောက်အချိန်ကြာသွားတယ်နောက်ဆုံးမှမှကျွန်တော်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်သူပြောတာကိုကျွန်တော်နားထောင်လိုက်တယ်တခေါက်မှပြန်မပြောဘူးသူပြောတဲ့မြတ်ဟာအကုန်မနားထောင်တယ်ပြုံးပြုံးလေးကြည့်ပြီးနားထောင်ပြီးတော့သူပြောပြတဲ့ခါကျတော့သူ့ကျွန်တော် ထက်လိုက်တယ်ထက်ပြီးတော့ပြောတယ်သမီးသမီးကိုပပအရန်ချစ်တယ်ကျွန်တော်သူ့ပေါ်သူ့ကြောလေးကိုကျွန်တော်ပုတ်တက်ပြီးတော့ကျွန်တော်ချော့မြူတယ်ချော့မြူပြီးတော့ကျွန်တော်သူ့ဘလောက်ချစ်တယ်ဆိုတဲ့အကြောင်းเนาะငယ်ချင်းသူ့ရဲ့ငယ်ဘဝအကြောင်းအရာလေးတွေကိုတန်းစီပြီးတော့ပြောပြတယ်ရည်စရာလေးတွေပြောပြတယ်မောစရာလေးတွေပြောပြတယ်နောက်ဆုံးမှာကျွန်တော်သမီးလေးကစိတ်ဆိုးလေးပြေသွားတယ်เนาะဒီစိတ်ချမ်းသာသွားတယ်ပေါ့ဗျာအားလုံးအဆင်ပြေသွားတဲ့နောက်တော့သူကျွန်တော်ပြောလဲဆိုတော့ ပပတဲ့เนาะတမီးတို့မိန်းကလေးတွေစိတ်ဆိုးနေတဲ့အချိန်မှာမှားတာလည်းမလို့ရှင်ဘူးမှားတာလည်းမလို့ရှင်ဘူးမှားတာလည်းမသိဘူးမှားလည်းမသိဘူးခံစားချက်တိုင်းတမီးတို့ပြောမယ်ပပတို့ရဲ့တောင်းဝန်ကတမီးတို့ပြောမြကိုမှားနေဖြစ်စေမှန်နေဖြစ်စေနားထောင်ပြီးတမီးတို့လိုချင်တာကတမီးတို့ကိုနားလည်ပြီးနားထောင်ပြီးနှစ်သိပ်ပြီးတယ်เนาะဒါကဒါကျွန်တော်တမီးကြီးစီကကျွန်တော်ရလိုက်တဲ့တန်ခမ်းစာပါမိတ်ဆွေတို့မှလည်း မိစေတို့တာသမီလေးတွေရှိခဲ့မယ်ဆိုလို့ရှိရင်တခါတရံမှာအမြဲတမ်းတော့မဟုတ်ဘူးเนาะတခါတရံမှာသူတို့တွေရဲ့စိတ်ခံစားမှုရှိလာလို့ရှိရင်သူတို့ဖြစ်သူတို့တွေကမိန်ကလေးဖြစ်တယ်ဆိုလို့ရှိရင်သူတို့ချစ်တဲ့သူစီမှာလာပြီးတော့သူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့မျိုးလိုက်ထားရတဲ့ဟာတွေလာပြီးတော့ရင်ဖွင့်တတ်ပါတယ်အဲ့ဒါကိုကနေပြီးတော့မားဒီဖြစ်စေမန်ဒီဖြစ်စေနားထောင်ခြင်းဒီဖြစ်စေနားမထောင်ခြင်းဒီဖြစ်စေ နားထောင်ပြလိုက်ပါနော်အဲ့ဒါပြလိုက်ပါနားလည်ပြလိုက်ပါပြဿနာအလုံးကပြင်းရှင်းသွားပါလိမ့်မယ်မိတ်ဆွေတို့ကိုမိတ်ဆွေတို့စီမှာလာပြီးတော့ဒီမိန်ကလေးတွေကလာပြီးတော့မိတ်ဆွေတို့စီမှာမိတ်ဆွေရဲ့ဇနီးတို့မိတ်ဆွေရဲ့သမီးလာပြီးတော့သူရဲ့ခံစားချက်တွေသူရဲ့ပြဿနာတွေကိုပြောနေခြင်းဟာမိတ်ဆွေတို့စီကနေပြီးတော့မှားတာတွေမှန်တာတွေအကျိုးတွေအကြောင်းတွေလိုချင်လို့မဟုတ်ပါဘူးမိတ်ဆွေကိုသူတို့ကချစ်တဲ့တကြောင်မို့လို့မိတ်ဆွေတို့စီကသူတို့ကနေပြီးတော့ သူတို့ရဲ့ခံစားမှုတွေပြပြောက်သွားအောင်လို့เนาะနားလဲပေးမှုကျင်နာမှုနှစ်သိပေးမှုဒါလေးကိုပဲသူတို့လိုတာဖြစ်ပါတယ်ဒါကတော့မနေ့ကကျွန်တော်တမီးနဲ့ကျွန်တော်စကားတွေအများကြီးနဲ့ကြားလာခဲ့တဲ့သင်ခန်းစာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောတဲ့ကြောင်းလေးကမိစေတို့အားလုံးအတော်ဝင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ကျေးဇူးအများကြီးတင်ပါတယ်